ုပ်ပေးမကလာပါရှင်နှင်းပိုက်ကနေကြိုးဆိုပါတယ်ရှင်ဒီနေ့တော့နှဲတို့ရွာဖက်မှာရာတိအပေါ်စားစရာလေးတမျိုးဖြစ်တဲ့ဒီဟိုတီးတုံလေးကိုတုတ်စားဖြစ်လို့တငယ်ချစ်တို့ကလာမျှဝေပေးပါတယ်ရှင်။ဒါဆိုရင်တော့နှဲဘလို့တုံးမလဲဆိုတာနှဲပြီးတော့ဖာကဆော့တီလေးကြည့်ပေးကြပါအောင်နော်။ဒါကြတော့ဒီဟိုတီးတုတ်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်။ အရင်ဥဆုံးဒီငချောက်တူတေးလေးကိုလှော်ထားပေးလိုက်မယ်ပေါ့နော်။နှက်ကတော့ဒီငချောက်လေးကို ကြက်သွားတဲ့ခြေတီလှော်သွားပေးလိုက်တဲ့ပေါ့နော်။တကယ်လို့ဒီနေရာမှာစိတ်စားမဆိုလည်းရတယ်ပေါ့နော်။ပြီးရင်တော့တီဟိုတီစိတ်လေးတွေကိုဖြုတ်ထုတ်ထားပေးလိုက်ပါမယ်။ဒီတီဟိုတီတုတ်လေးကိုတော့နှဲမစားရတာဆိုရင် ခုဆိုရှင်းနေကိုနှင်းလောက်ရှိပြီပေါ့နော်။ ဒီထိုင်းမှာကြတော့တီဟိုတီးတွေကတအားရှားတယ်ပေါ့နော်။နဲ့ဆေးသွားလို့တွေးတာနဲ့တအားစားချေတာနဲ့ပေါ့နော်။တကီလိုတရာနဲ့ဝယ်လာဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့တီဟိုတီးအဖင်နဲ့ခေါင်းနဲ့ကိုဒါလင်းနဲ့ခုလိုမျိုးလေးဖလိဖြတ်ပေးလိုက်ပါတယ်။ပြီးတော့မြင်သေးသေးလေးတွေစိတ်ထုတ်ထားပေးလိုက်ပါမယ်။ခုလိုမျိုးလေးမမွားလေးမဖြစ်ခင်တီဟိုတီးကိုအရင်ရေဆစ်သက်ဆက်ပေးရမယ်ပေါ့နော်တီဟိုတီးလေးကိုခုလိုမျိုးလေးစိတ်ထုတ်လို့ပြီးပြီဆိုရင်တော့ခုလိုမျိုးလေးရေညှက်ထောက်ထားပေးလိုက်ပါမယ်ရှင် ပြီးရင်တော့ဒီပကံလေးတစ်ခုထပ်ပေးလိုက်မယ်ပေါ့နော်ခဏတိဟိုတိအရေးကြတော့မတော့ဘူးပေါ့နော်ဒါဆိုရင်တော့ကြက်တော်နီလေးကိုပပလေးလာလှိထားပေးလိုက်ပါမယ်ပထမဘက်ကနှိပြထားတဲ့ပါဝေပစ္စည်းလေးတွေတန်းမှာကြက်တော်နီမပါလိုက်ဖြစ်ဘူးပေါ့နော်ကြက်တော်နီလေးလှိလို့ပြီးပြီဆိုရင်တော့ငရုတ်တီစိမ့်ကို ကိုစားချင်းတလောက်ထပ်ယူနေပါလိမ့်ရှင်တကယ်လို့ကိုကအစားကျက်ရင်တော့ပိုထပ်ယူနေတယ်ပေါ့နော်ငရုတ်တီစိမ့်လေးကိုတော့နှိကအနေရောင်လေးရောစိမ့်ရောင်လေးရောတုပ်ပြထားတယ်ပေါ့နော် ဒီဒီဟိုဒီတုတ်လေးရကြတော့ရွာမှာဆိုရင်အမေမြတ်တုတ်ကျွေးနေကြစားစရာလေးတမျိုးပေါ့နော်ရွာမှာဆိုရင်တော့ဒီချိဆိုရင်အရာပေါ်တယ်ပေါ့နော်ဒီဒီဟိုဒီကငရုတ်တီလေးတွေလှီးလို့ပြီးပြီဆိုရင်တော့ခရမ်းချစ်တီလေးကိုလည်းပါပါလေးလာလှီးထားပေးလိုက်ပါမယ်ဒီအတုတ်လေးမှာကြတော့ခရမ်းချစ်တီများလေးပိုစားကောင်းလေးပဲပေါ့နော်နှစ်ကတော့ခရမ်းချစ်တီနှလုံးကိုတူပြူထားပါတယ်ရှင် န်းချင်းတီလေးလှီးလို့ပြီးပြီဆိုရင်တော့ရှောက်ရွက်နှင်းငယ်ကိုလည်းပါပါလေးတွေလာလှီးထားပေးလိမ့်မယ်ပေါ့နော်ဒီတီဟိုတီတုတ်လေးမှာကြတော့ရှောက်ရွက်လေးအနှံ့မှုမှုလေးနဲ့အရင်ဆောက်လို့ကောင်းတယ်ပေါ့နော်ဒါကြောင့်မို့ဒီရှောက်ရွက်လေးရလည်းမပါမဖြစ်ပေါ့နော်ခုဆိုရင်တော့တီဟိုတီတုတ်ဖို့တွဲအလုပ်ဆက်သက်ဖြစ်နေပြီပေါ့နော်လှီးထားတဲ့ပစ္စည်းလေးတွေဒါဆိုရင်တော့ဒီစာပလာလေးတွေကိုစလို့တစ်ခုတည်းကိုထည့်ပေးလိုက်ပါမယ်။ ခုဆိုရင်တော့တီဟိုတီတုံးမဲ့ပစ္စည်းလေးတွေအားလုံးဆင်သဖြစ်နေပြီဆိုရင်တော့အရာတာနေနဲ့စားနေငယ်ခြုံမုံနေငယ်ချက်သားမုံနေငယ်ရသလေးတွေအလုပ်ထည့်ပြီးပြီဆိုရင်တော့အလုပ်သမတ်တော့အောင်တုတ်ထားပေးလိုက်မယ်ပေါ့နော်။နေတော့ကိုယ်တည်းတုတ်ရင်းနဲ့ဒီဟိုဒီတုတ်လေးကိုတည်ရကြနေပြီပေါ့နော်။အနက်လေးရလဲမှုေးနေရောပဲရှင်မဆားရတာကြပြီဆိုတော့ပေါ့နော်။ တက်ကီလိုကို100တော့ပေးပြီးတော့ဝက်စားထားတယ်ပေါ့နော်ဒါကြောင့်မို့အဝဆွဲပြလိုက်မယ်ရှင်တုတ်သွားပေးလိုက်တာအာလို့တမသွားပြီဆိုရင်တော့ရသားလေးမြေးချစ်ချစ်မယ်ပေါ့နော်နှစ်ကအချင်းလေးနည်းနည်းပေါ့နေတာနဲ့တံပြာသေးတခြားကိုညှစ်ထက်ထားပေးလိုက်တယ်ပေါ့နော်ရသားကကြတော့ကွက်တီးပဲရှင် ဒါဆိုရင်တော့နောက်တစ်ခါလောက်တမတော့ခဏလောက်ပြန်တုတ်ပေးလိမ့်မယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီနေရာမှာတံပြားသေးကိုမတုတ်ထိဖို့ပေါ့နော်နှင်းကတော့ချက်ချင်းလေးချိန်တာထိုင်လေးဖြစ်ပါလေရှင်ခုဆိုရင်တော့အနက်မှုမှုလေးနဲ့စားလို့အရာကောင်းတယ်နှင်းတို့ရဲ့ရာတီပေါ်စားစီရာတီဟိုတီတုတ်လျာကြတော့စားဖို့ဆက်တဲ့ဖြစ်နေပြီပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်အားလုံးပဲတတ်တာ